ီနေ့22ရက်လေးလ2016ခုတညတွင်9ရက်တရားစခန်းပွဲပထမအကျင်6ချိန်မြောက်နောက်တစ်ချိန်ကြာနေတာပေါ့နော်ဒီအချိန်ဆို6ချိန်အဲ့ဒီပထမနေ့မှာကကမ္မထမ်း40ကနေပြီးတော့ အာနာပါနာကိုအတုံးပြုတ်ပြီးတော့တမာတိထူထောင်ပါလေအဲ့ကမ္မထန်၄၀ထဲမှာအာနာပါနာကိုဘာကြောင့်သုံးရတယ်လဲဆိုရင်ဇယိုက်ဟာတတ္တဝါလေးဇယိုက်၆မျိုးရှိဇယိုက်၆မျိုးမှာသူဇယိုက်နဲ့သူကမ္မထန်နဲ့သူဇယိုက်နဲ့သူကမ္မထန်နဲ့အဲ့ဒီလိုအတွဲတွေအတွဲတွေရှိပြီရှိများတော့လည်းပဲ တတဝရရဲ့ဆရာကြီးကမ္မဌာနာသရိယဆရာတော်ကြီးကမသိနိုင်ပါဘူးဒီလိုပုဂ္ဂိုလ်တွေမပြောနဲ့ပညာဉာဏ်အရာမှာဣတရက်ပွဲရတဲ့ရှင်သာရိပုတ္တရာဤတော်မှာဆရာ့နဲ့ကမ္မဌာနာနဲ့တွဲမပေးနိုင်တဲ့အတွက်ကြောင့်မြတ်စွာဘုရားက အဲ့ဒီကမ္မထာကိုပြုပြင်ပြရတာလို့ရှိတယ်။အလေးစက်တဲမှာအဲ့အာနာပါနာကသူကဆရိုက်6မျိုးစုံနဲ့တင့်လျော်တဲ့ကမ္မထာဖြစ်တဲ့အတွက်ကြောင့်ရိတ်တာရိတ်တာရိတ်တာတွေမှာအာနာပါနာကိုသုံးပါခြင်းဖြစ်ပါတယ်။အဲ့တော့အာနာပါနာကိုသုံးတဲ့အခါမှာတတိပဒံသုတ်တည်ရှိတယ် အဲ့တတိပဒံတုတ်တည်တဲ့မှာကမဟာတတိပဒနာတုတ်မှာကတတိပဌံနဲ့ပတ်သက်လို့ပြည့်ပြည့်စုံတော့မြတ်စွာဘုရားဟောထားတယ်။အဲ့ဒီကမှဒီနေ့ဝင်လေထွက်လေကိုကမထံယူပြီးတော့စိတ်ကိုတည်နေအောင်ဒီနေ့ပြည့်စုံပါတယ်။မဟာပရိနာသုတ်ပါဠိတော်မှာ ဒီကံဝါအတ္တတံတော့ဒီကံအတ္တပါမိတိအသာငါပြီဒီကံတတ္တတံတော့ဒီကံအတ္တပါမိတိအသာငါပြီရတံဝါအတ္တတံတော့ရတံအတ္တပါမိတိအသာငါပြီဒီကံတတ္တတံတော့ဒီကံတတ္တပါမိတိအသာငါပြီဟုတ်ပါဠိတော်ကအဲ့ဒီလိုရေးထားတယ်ဆိုလိုတာကဝင်လေထွက်လေတစ်ခါတည်းရမှာ ရှည်တာမျိုးရှိတယ်တဲ့တခံတရားမှာတူတာမျိုးရှိတယ်တဲ့ရှည်ရတူရဆိုတာဘာကိုပြောတာလဲဆိုလို့ရှိရင်ဉာဏ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 ်ရှူတာအဲ့တော့တူတယ်လို့ခေါ်တာပေါ့ယုံကလေးတွေပူကလေးတွေအသက်ရှူလို့ရှိရင်ရှူ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 မယ်အဲ့ဒီလိုမျိုးရှူကြအဲ့ဒါအဲ့ဒီဝင်လေထွက်လေမျိုးကိုတူတယ်လို့ခေါ်တယ် ဆင်ကြီးတွေငွေကြီးတွေကြတော့သူတို့ကရှူလို့ဝင်လေတစ်ခါဖက်ဖို့တစ်ခါထွက်ဖို့ဖြစ်ဖို့အရေးထွက်လေတစ်ခါဖြစ်ဖို့အရေးအရှိကြီးအဲ့ဒါကိုကြာတယ်လို့ခေါ်တယ်ရှည်တယ်လို့ခေါ်တယ်အဲ့တော့ကြာတာဉာဏ်လာကိုပဲရှည်တယ်တူတယ်လို့သုံးတာပါခဲ့ဘူးလားလေပြန်ပြီးစဉ်းစားကြည့်ပေါ့ ဒေါသဖြစ်လာတဲ့အခါမျိုးတွေမှာဘလို့ဖြစ်လာလဲရှူ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 ဝင်နေချက်လေးစတဲ့အဲ့ဒီသဘောလေးရှိတယ်ဒီဒေါသထွက်ခဲ့ဘူးတဲ့အချိန်လုံးကဝင်နေထွက်လေအမျိုးအစားနဲ့အခုယောဂီတို့ဒီပထမတည့်ရက်အတွဲမှာလဲထိုက်တဲ့အားလျော်စွာထိုက်တဲ့လောက်ကလေးတော့စိတ်ကလေးငြိမ်းချမ်းမှုနေတတ်မှုရလာပါလေ အဲရလာတဲ့အချိန်မှာထွက်တဲ့ဝင်လေထွက်လေကဒေါသဖြစ်တဲ့အချိန်မှာဖြစ်တဲ့ဝင်လေထွက်လေနဲ့တော့မတူတာသိချပါလေဒေါသဖြစ်တဲ့အချိန်မှာဖြစ်တဲ့ဝင်လေထွက်လေအရှိ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 နဲ့ဉာဏ်နဲ့အတွက်ကြောင့်သူ့ကိုကျိုတယ်လို့ပြောပါလေအခုလိုစိတ်ကငြိမ်လာလေငြိမ်လာလေဝင်လေထွက်လေဟာဖြည်း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 နဲ့ မကြမ်းတမ်းတော့ဝိနည်းထွက်လေကိုရှုမှတ်တဲ့နေရာမှာတမာတိယဉ်တန်လာလေတမာတိဖြစ်လာလေစိတ်ကလေးကငြိမ့်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 လာပြီးတော့ဝိနည်းထွက်လေဟာလဲတဖြည်းဖြည်းနူးညံ့နူးညံ့နူးညံ့တိမ်ဝေလာပါပဲနောက်ဆုံးဘလောက်တိနူးညံ့တိမ်ဝေလာလဲဆိုလို့ရှိရင်ဝိနည်းထွက်လေဟာငါရဲ့တန်တန်မှာရှိမှရှိပါသေးရဲ့လားဆိုပြီးတော့ရှာလို့မတွေ့တော့အောင်အထည် အဲ့ဒီဝင်နေထွက်နေရပြတ်သွားတော့အောင်ဒီကိုဖြစ်သွားတတ်တယ်။အဲ့ဒီအချိန်ဆိုတမာတိဟာအရန်ကိုအောက်ပေါင်းနေပါပြီ။ဒါပေမဲ့လည်းအကြည့်လိုအချိန်ကြီးဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့ဝင်နေထွက်နေမရှိတဲ့ပုံစံတွေဟာငါဟာရေငုပ်နေတဲ့အချိန်မှာပုဂ္ဂိုလ်ကိုတုံးတယ်ရေငုပ်နေတဲ့အချိန်မှာဝင်နေထွက်နေမရှိပါဘူး။ အမိဝံတွေမှာပฏิတတ်နေနေတဲ့အချိန်မှာဝင်နေထွက်နေမရှိပါဘူး။ပေဃာနီမျောနေတဲ့အချိန်မှာဝင်နေထွက်နေမရှိပါဘူး။ပေတဲ့အချိန်မှာဝင်နေထွက်နေမရှိပါဘူး။နောက်တစ်ခါဤရောရသမတ်ကဝင်စားနေတဲ့အချိန်မှာဝင်နေထွက်နေမရှိပါဘူး။အဲ့ဒါကြောင့်ခုခုပြန်စင်းသွားငါပေသွားပြီလား။ တည်မတည်သေးဘူးဆိုရင်တော့ဘုံလေးထွက်လေရှိနေရအောင်တတော်ကိုလူမြတ်တည်မွေလုံးအကြည့်လို့ရှာမတွေ့တော့အောင်ဖြစ်သွားတာ။နောက်ညောနေတဲ့သူလားရေငုပ်နေတာလားအမိဝမ်းတွေမှာပြိတ္တတ်နေနေတဲ့အခါကြနောက်ပြီးတော့ခုနပြောတဲ့ဏိဒောရသမာဘတ်တို့ဖလားသမာဘတ်တို့ဝင်စားနေတဲ့အခြေအနေလားအဲ့ဒါတွေတစ်ခုမှမဟုတ်ဘူးဆိုရင်ဘုံလေးထွက်လေအရှိကိုရှိရပါမယ်။ တတော်ကိုနူးညံ့တိမ်ဝိတ်လုံးဝကြည်ပါတဲ့အတွက်ကြောင့်ရှာလို့မတွေ့တော့အောင်လို့ဖြစ်သွားပါတယ်။ဒါပေမဲ့အဲ့ဒီအဆင့်အထိရောက်ဖို့ကတတော်ကိုသမာဓိအားကောင်းမှဖြစ်မှာပါ။ဒီနေ့ရှုမှတ်နေတာဟာရှည်ပြီးဖြစ်စေတူပြီးဖြစ်စေရှည်ရင်ရှည်သလောက်တူရင်တူသလောက်ဒါမှမဟုတ်ဉာဏ်ရင်ဉာဏ်သလောက်နှေးရင်နှေးသလောက် ဲ့ဒီဟာလေးကိုလိုက်ပြီးအောင်လေ့ကျင့်ကြည့်ပါမယ်။ဒါဆိုလို့ရှိရင်ခုနစိတ်ကလေးကတတိမြဲတာတည်းနဲ့ဆက်ပြီးတော့သူကအစ်စ်ကိုမြင့်လာ။အစ်စ်မြင့်လေဆိုတာကတော့ဟိုဉာဏ်စဉ်ပိုင်းနေမြင့်လာမဟုတ်ပါဘူး။စိတ်ရဲ့တည်ငြိမ်မှုစွမ်းအားတွေမြင့်လာလို့ပြောတာပါ။အဲ့ဒါလေးအခုကျော်ပြီးတော့လေ့ကျင့်ကြည့်ကြရအောင်။ ခါလေးကိုတောင်းပြထားမယ်ထိုင်နေနေရာမှာဖျားထိုင်တဲ့ပလင်ပုံစံမျိုးမဟာပလင်လို့ခေါ်ပါလေအဲ့ဒီမဟာပလင်ဟာတောင်းတော့ထိုင်နိုင်ကြပါလေနောက်တစ်ခါကြာဘူးတိုင်ဆိုတာက6နှစ်ခုချိတ်လိုက်ပြီးတော့ဒူးပေါင်းနှစ်ခုပါတစ်ချောင်းနဲ့ကြာနေတာကိုကြာဘူးတိုင်လို့ခေါ် နောက်ရိုးရိုးဒီလိုတင်ပြင်ခွေထိုင်တာကတဲ့ဘက်တည်းရိုးရိုးထိုင်တာရှိတယ်။နောက်ပြီးတော့တစ်ဖက်တည်းရှိတယ်။တချို့ကြတော့လည်းဘယ်ဘက်ကိုညာဘက်ပေါ်ပေါ်မှာတင်တယ်။တချို့ကလည်းဘယ်ဘက်ပေါ်ပေါ်မှာညာဘက်ဆရာကိုတင်တယ်။တစ်ဖက်တည်းပြီးထိုင်ပါလေ။ဘာသာပြီးထိုင်တာကပုံပုံလေးကခြေထောက်နှစ်ခုကိုထပ်လာတာပါနဲ့။ဘေဘက်တကောက်ပတ်ကြားတဲ့ဘက်ဖြစ်ဖြစ် ညာပဲတစ်ခေါက်ဖွက်ချားတယ်လို့ပဲဖြစ်ဖြစ်တစ်ခုကိုထိုးထည့်လိုက်အဲ့ဒါဆိုလို့ရှိရင်သူတို့နှစ်ခုကမထက်နေတော့ဘူးမထက်နေတဲ့အတွက်ကြောင့်ရှည်ရှည်ထိုင်လို့ရပါတယ်ခါကိုထောက်မြောက်ထားတဲ့အခါမှာအစ်စ်ကလေးတွေကခတိယူတွေကတစ်ခုနဲ့တစ်ခုညီနေအောင်ထပ်ထားတဲ့အတွက်ကြောင့်တမာတိလည်းဖြစ်လွယ်ပါတယ်ရည်ရှည်လည်းထိုင်နိုင်ပါ ခိနမေတ္တာလည်းဝင်ခဲ့ပါလေတတိလည်းမြဲပါလေတမာတိရလည်းပါလေအဲဒီအတွက်ခါကလေးကိုဖြောင်းဖြောင်းထားမယ်မျက်လှာလေးကိုအသာချမယ်မျက်လှာကိုချတဲ့ဆိုတာကပြင်ပအလင်းရောက်မဝင်အောင်တော့သူကာပါလုံးလိုက်တဲ့သဘောလေးအတင်းကြီးသူချိန်မိပြီးတော့မိန်မထားပါနဲ့အလိုက်တင်ကလေးပဲမျက်လှော်လေးချထား ဖြူတဲ့နေရာမှာစိတ်ကိုချုပ်မထားနဲ့သူ့ရဲ့အလိုက်တဲ့လေးပဲလိုက်ပြီးတော့ပုံမှန်တဲ့သူ့ရဲ့ညောင်းပဲပဲသူ့တဘာဝအတိုင်းခန္ဓာကနေပြီးတော့ဖြစ်ဖြစ်နေတဲ့အတိုင်းနဲ့အတာလေးလိုက်ပြီးပြည်နေရုံလေးပဲဖတ်တဲ့နေရာမှာအစအလည်းအဆုံးကိုလည်းပြပါစေရှည်ရင်လည်းရှည်သလောက်တူရင်လည်းတူသလောက် ဒါပါမဟုတ်ဉာဏ်ဉာဏ်ဖြစ်ရင်လည်းဉာဏ်ဉာဏ်ဖြစ်သလောက်နေနေဖြစ်ရင်လည်းနေနေဖြစ်သလောက်အဲ့ဒါလေးကိုနှစ်ချက်မိအောင်ထားပါမယ်စိတ်ထဲကနေပြီးတော့ဝင်နေထွက်တဲ့ဆိုတဲ့ဒီလိုပြည့်ညက်ချက်တွေနာမည်တွေမတတ်ပါနဲ့စိတ်ကလေးကတိသေးနေုံလေးပါယိုယိုစစ်စင်းလေးပါနောက်တစ်ခါအစအလေအဆုံးဆိုပြီးတော့ နာမည်တွေလိုက်မတက်ပါနဲ့စာရလေးကိုတိလိုက်ရပါပြီဒုနာတော်ကမဆုံးမချင်းဝင်နေတာမဆုံးမချင်းထွက်နေတာအဲ့ဒါဟာအလေရဲ့အပိုင်းမှာနောက်ဆုံးဝင်လို့ဆုံးသွားတယ်ထွက်လို့ဆုံးသွားတယ်ပြီးဆုံးသွားတယ်ကျက်တက်သွားတဲ့အချိန်လေးကအဆုံးပါအစာအလေအဆုံးကိုလည်းနာမည်ပြည့်ညတ်ပြီးမတက်ခဲ့နဲ့အလိုက်တင်လေးပြီးပြီးပါ ရှည်ရင်လည်းရှည်သလောက်တို့ရင်လည်းတို့သလောက်ကိုလည်းလိုက်တင်လေးသိပေးပါအဲ့ဒီကောင်ကိုလေ့ကျင့်တဲ့အခါမှာတရှူရင်တရှူခြင်းစပါလေးလေ့ကျင့်ပါဒီတစ်ခေါက်ငါရှူလိုက်တဲ့ရသလားမရရင်ပြန်စူးစမ်းကြည့်ပါကြိုးစားရင်ကြိုးစားရင်အဲ့ဒီတစ်ခေါက်ကရပါပါလိမ့်မယ် ရသွားရင်နောက်ထောက်ပါနောက်နှစ်ခေါက်ထပ်ကြိုးစားကြည့်အောင်လေဆိုပြီးတော့ပြန်ကြိုးစားကြည့်နှစ်ခါရသွားလိမ့်မယ်နောက်သုံးခါလေးခါမှားခါ၆ခါစသည်အားဖြင့်ဝေနိုင်ဝေနိုင်ထွက်တိုင်းထွက်တိုင်းအဲ့ဒီမှာရလာပါလိမ့်မယ် လွတ်သွားတဲ့အချိန်ဆိုတာနောက်ပိုင်းကျရင်မရှိတဲ့လောက်ဖြစ်လာပါလိမ့်မယ်အဲလွတ်သွားတယ်ဆိုတာဘာလို့ပြောရလဲဆိုလို့ရှိရင်ဘုနာတော်ဝင်လေးဖက်လူသားတွေမှာကိုကဈာစိတ်ကလေးတစ်ခုဒါမှမဟုတ်အတွေးကလေးတစ်ခုဝင်လာတာအဲ့ဒါဟာဘုနာတော်ကတတိလွတ်သွားလို့ပါပဲတတိလွတ်သွားတဲ့အတွက်ကြောင့်အဲ့ဒီ မှတ်နေတဲ့ရှေ့စိတ်ကလည်းတတိဦးစီးနောက်ကစိတ်ကလည်းတတိဦးစီးနေရင်မှတ်နေတဲ့ကြားထဲကမှဖြတ်ခနဲ့အဲ့ဒီကိရိတာဟာဝင်နှောက်သွားတာပါကြိုးစားပြီးတော့လက်ချင်းကြည့်ပါကိစိတ်တော်စိတ်ချမ်းဒီစိတ်ကူးစိတ်တွေကိုထဲထားပြီးတော့ရှားတော့ရခိုက် ခွင့်အရေးလေးကိုအသုံးချပြီးကြိုးစားကြည့်ပါဝင်လေနောက်ကိုလည်းမလိုက်ပါနဲ့ထွက်လေနောက်ကိုလည်းမလိုက်ပါနဲ့အဲ့ဒီဝင်လေထွက်လေနဲ့မိမိရဲ့ထင်ရှားတဲ့ဝတ်တိုက်တဲ့နှာရီးပြားလေးနာစိတ်ကိုထားပြီးကြည့်နေပါ ိတ်ခလေးကိုမရွေ့တမ်းမရွှေ့တမ်းငြိမ်သက်ကြပါငြိမ်သက်ပါကြိုးစားပြီးအားထုတ်ကြည့်ပါစိတ်ခလေးအဲ့ဒီလိုမျိုးမိမိထားတဲ့နေရာမှာစိတ်ခလေးကငြိမ်ကြပါပြီဆိုရင်စိတ်ခလေးကတယ်မမပြေတော့ဘူးမပြေတော့တဲ့အတွက်ကြောင့်ခန္ဓာကိုယ်ရဲ့ဒီနေရာပဲစိတ်ပိုင်းကလည်းဖောက်ပြန်ဖောက်ပြန် မိမိကအဲ့ဒီပေါ်မှာအာယုံမရှိတော့ဘူးအာယုံမရှိတော့တဲ့အတွက်ကြောင့်သူ့ပေါ်မှာဒုက္ခဝေဒနာဒုက္ခဝေဒနာဆိုတာလေမဖြစ်တော့ဘဲနဲ့အဲ့ဒီအပေါ်မှာစိတ်ကလွတ်နေပါလေခန္ဓာကိုယ်ရဲ့အောက်ပိုင်းတွေကအချိန်နည်းနည်းလေးတာလာတာနဲ့ ောက်ပြန်ပြီးတော့နှိပ်စက်လာပါလိမ့်မယ်။ဒါလာတဲ့သမာဓိမရတဲ့အချိန်မှာခုနအောက်ကဖောက်ပြန်မှုတွေအပြင်းလဲပြင်းထန်လာအောင်အဲ့ဒီမှာရှိရှိမထန်နိုင်တော့ဘူးတော်ခြင်းနဲ့ဖြုတ်ခြင်းနဲ့ဥရိယာပုဂ္ဂိုလ်ပြောင်းခြင်းဆိုတဲ့ခြေနေတွေဖြစ်လာတယ်။မိမိကသမာဓိရအောင်လက်ဥပုရအောင်မြန်မြန်ရှူလိုက်ပါတကယ်တမာတိ ရပြီဆိုလို့ရှိရင်အဲ့ဒီတဏှာကြီးကတကယ်ခဏလေးမှခဏလေးပါတမာတိမရဘူးဆိုလို့ရှိရင်အာ7မိနစ်ကျန်လဲအကြာကြီးပဲ9မိနစ်လောက်လေးကျန်ရင်လည်းအကြာကြီးပဲပြေးနိုင်တော့ဒီ9မိနစ်7မိနစ်ကလေးစိတ်ကလေးကတည်ငြိမ်ပြီးတော့မိမိထားတဲ့နေရာလားမရွေ့တမ်းမရွှေ့တဲ့နေတတ်နေပြီဆိုလို့ရှိရင် ဘယ်မှမပြေတော့ဘူးဆိုလို့ရှိရင်အဲ့ဒီတဏှာကြီးကခဏလေးပါပဲတရားအချိန်စေ့လို့ဖြုတ်လိုက်ရင်မရှုပ်ချင်သေးဘူးစက်ထိုင်နေခြင်းလေးတဲ့ဖြုတ်လိုက်ခဲ့ရင်လည်းစိတ်ကလေးကကြီးပြီးတော့လန်းဆန်းပေါ့ပါအဲ့ဒီရဲ့ဓမ္မရပါတယ်ကိုခံစားရပါတယ် ိတ်မပြတ်ပါနဲ့ကျူစာပါဝရိယစိုက်ထုတ်ပါယုံကြည်ချက်ထားပါနောက်ချက်တမာတိအမြန်ဆုံးရသေးတဲ့ဤတစ်ခုပါမိမိအမြင့်ဆုံးရရှိခဲ့ဘူးတဲ့တမာတိကလေးကိုပြန်စင်လာကြည့်လား အဲ့ဒီအဲ့ဒီအခြေအနေလေးကိုအာရုံပြုလိုက်တာလေမိမိသက်သာကြည်တက်လာတမာတိပြန်မိမိသွားတဲ့အခါကျတော့အဲ့ဒီတမာတိအာကောင်းလာလို့ရှိတယ်လေမိမိပြင်လျာမလို့အဲ့ဒီတမာတိလေးကပဲခန္ဓာကိုယ်ကိုသူ့ဘာလို့ဆွဲမှတ်ပါတော့သူ့ရဲ့အနေထားက အဲ့လိုမျိုးယောတိယောရဲ့အနေထားမျိုးမကြိုက်တော့မကြိုက်တော့တဲ့အတွက်ကြောင့်ဒီတမာတိကဓမ္မကဆွဲဆော်သွားတာပေါ့နော်မိမိကနေတော့ပြုအထွေထွေတုတ်ရမလို့တော့သူ့ဘာလို့ခန္ဓာကိုယ်ကတစ်ဖြည်းဖြည်းတစ်ဖြည်းဖြည်းနဲ့အလိုလိုမှန်လာပြီးတော့စိတ်ကလေးရတယ်ကြီးနေတယ်တခါတလေကျမ်းနဲ့ကိုယ့်ရဲ့တင်မာနဲ့ ที่ยอที่นี่เรี่ยละอะเราอธิตฐานเชื่อละมันนั่เราที่นี่ละเก้ากายาลหุตาสิตาลหุตา กายาปัจจิสิตาปัจจิอันนี้ไปในเดียวยากละขันมาละเผาเนี่ยนี่สิ่งที่เราคว่าเราเองเนี่ยม่มีกับ မတုံ့ပြန်ပါနဲ့ဒေါသနဲ့မတုံ့ပြန်ပါနဲ့မကျေနပ်မှုနဲ့မတုံ့ပြန်ပါနဲ့ကိုယ့်ရဲ့ခန္ဓာလည်းမှမဖြစ်တလို့မျိုးတခြားတယောက်ရဲ့ခန္ဓာလည်းမှဖြစ်နေတာကိုကိုယ်ကနေတော့ဘေးကနေထိုင်ကြည့်နေတလို့မျိုးခန္ဓာရဲ့နှိမ့်ဆက်နေတာတွေဆိုတော့တည်တယ်ဒါပေမဲ့ကိုယ်ကဝင်ပြီးတော့မခံစားရတဲ့ ဒီကနေကြည်နေတဲ့လူမျိုးလေးကြည်နေပါစိတ်ကတော့မိမိရဲ့ကမ္မထာအာယုံပါပဲဆွဲဆွဲမြဲမြဲစူးစူးမြဲမြဲချက်ချက်ရဲရဲတိတိရှိရှိမြေတက်နေအောင်တတိကိုကတ်ထားပါသန္တရာမှာ ခန္ဓာပေါင်းများစွာအလိုလိုက်ခဲ့တာအလိုလိုက်လောကြီးလို့ဒုက္ခခန္ဓာတွေနဲ့တွေ့ရအောင်လည်းမရည်တွက်နိုင်တော့ပါဘူးခေါင်းတွေကပြောင်းသွားတယ်ဒုက္ခတော်တွေကမလွတ်မြောက်နိုင်ခဲ့ခွေးခန္ဓာဖြစ်လိုက်နှွားခန္ဓာဖြစ်လိုက် တလိသခန္ဓာဖြစ်လာအပေငရေခန္ဓာဖြစ်လာစသည်အဖြစ်ဖြစ်ခဲ့တဲ့ဘဝပေါ်မှာမရေကနိုင်တော့ပါဘူးအဲ့ဒါဟာခန္ဓာရဲ့အလိုကိုဥစဉ်တို့ပဲလိုက်ခဲ့ပြီလို့ဒီနေ့စိတ်ကလေးရောတိရောရဲ့ဖြစ်နေခဲ့ရင်နည်းနည်းလေး ဝိနည်းထလေးကိုနက်နက်လေးတင်ပြီးရှုလိုက်ပါနက်နက်လေးပြင်းပြင်းလေးရှုလိုက်ရှုလိုက်စိတ်ရဲ့တမာတိစအားကိုပြန်တက်လာလေးစိတ်ရဲ့အနှောင့်အယှက်တွေကိုခဲထုတ်ပြစ်လိုက်ခံအရဲ့အလိုကိုလိုက်လုံးအားကြည့်ရင်လည်းတရားမရနိုင်ပါဘူး ခန္ဓာကိုညာဝခြင်းနဲ့တရားမရနိုင်ပါဘူး။ဒါ့ဒီမဲ့ဉာဏ်နဲ့နှိပ်စက်ပြီးတော့မှထူထောင်တဲ့သမာဓိမျိုးတော့မဖြစ်သေးနဲ့။အဲဒါဆိုအထကိလမထနိယောကထဲဝင်သွားလိမ့်မယ်။မိမိကဘုရားညွန်ပြတဲ့လမ်းကြောင်းဒီအတ္တကိလမထနိယောကဆိုတဲ့အစွန်တစ်ဖက် ကာမတုခံတိအာဆိုတဲ့ကျင့်တဲ့အစွန်တစ်ဖက်အဲ့ဒီအစွန်နှစ်ဖက်ကနေလွတ်အောင်မစ္စည်းမှာပရိပရာကြအောင်အာထုတ်ဖို့တို့ပါလေသိပြီးတော့အနေနိုင်ဘူးဆိုလို့ရှိရင်တော့တတိအင်းနဲ့ပြင်ပါတာယောတာယောလောက်ကောင် သီခံလို့ရနိုင်တယ်လို့ဒီတော့သီခံပြီးတော့ရှုမှတ်ပွားများပါစပြီးတိုးဝဲလာတဲ့အခြေအနေလေးကိုသိလိုက်မယ်မတော်မချင်းတတတတတတတိုးပြီးဝင်နေတဲ့အခြေအနေလေးကိုသိနေမယ်ရှက်ဆိုင်သွားတဲ့အခြေအနေကိုသိနေမယ်ဒါဆိုရင် အဲ့အသိကလေးတွေကပညာဖြစ်လာပါလိမ့်မယ်ဝိပဿနာဘာကိုကူတဲ့အချိန်ကြတယ်အများကြီးအထောက်ပံ့ရပါတယ်